မင်္ဂလာပါပရိသတ်ကြီးဆိုလင်းဦးရဲ့ဘွေပြီးတုံသက်ချက်အကြောင်းလေးကိုတင်ပြချင်ပါတယ်ဆိုလင်းဦးအကောင်းဆုံးစူးစမ်းခဲ့ပေမဲ့အလဲမထိုးနိုင်ခဲ့တာကြောင့်ရုရှားဖိုက်တာဒီမထရီကိုအမှတ်နဲ့အနိုင်ရရှိသွားပါတယ်ဆိုလင်းဦးအနာခံ အမှတ်ပေးပြီးအလဲထိုးအနိုင်ယူဖို့အုံကြီးစလုံးဆွဲတတိကြီးစွာစူးစမ်းခဲ့ပေမဲ့လက်တန်ရှိတဲ့ကော်တွန်းကအဝေးထိန်ထားသလိုအနီးကဝင်ထိုးတဲ့အစိုးကြီး အကက်မှာတောက်လျှောက်တတိမလွတ်ဖဲကစားနိုင်တာစူဂျီကောင်းကိုထုတ်ထားနိုင်တာကြောင့်စူဂျီစူးစားသလိုအလဲမထိုးနိုင်ခဲ့ပါဘူးစူဂျီကလည်းစိုးရင်ပြီးအနိုင်ရကျင်စုံးတဲ့အချိန်မဆိုင်ပဲတောက်လျှောက်လိုက်တာကြောင့်အမားဆောက်ထိုးခွင့်မရလိုက်တာလည်းပါပါတယ်ဇွဲတတိအပြင်းနဲ့အရှင်ခဲ့လို့ရှုံးခဲ့ပေမဲ့စူဂျီကပဲဖိအားပေးကစားသွားတာမို့မျက်နှာမငယ်ရတဲ့ပွဲတော်ပွဲပါရုရှားဖိုင်တာလည်းမျက်နှာနဲ့ဘော်ဒီရှော့အတော်ထိသွားခဲ့ပါတယ်တော်တော်ပြနေချင်းပွဲပြီးသားလို့သွားပါ နောက်ပွဲတွေစိုးကြီးအနိုင်ရဖို့ပြန်ဆူတောင်းပေးပါတယ်။ဒီပွဲကမူလစာချုပ်အရာ145ပေါင်ဘတ်တန်ဝိတ်တန်းမှာထိုးရမှာဖြစ်ပေမဲ့စိုးကြီးကဝိတ်ကျော်သွားတဲ့အတွက်148.5ပေါင် cash weight တန်းမှာညှိထိုးလိုက်ရတာလည်းဖြစ်ပါတယ်။ပထမအချိန်မှာရုရှားသားကပွဲကိုထိန်းချုပ်ထားပြီးစူဂျီ၅ချက်လောက်အကန့်ခံခဲ့ရပါတယ်။စူဂျီလက်ကရုရှားဖိုက်တာမျက်လုံးကိုထိသွားလို့ပွဲခဏရလိုက်ရပါသေးတယ်။ပထမအချိန်မှာပညာအတော်ကွာပြီးစူဂျီတစ်ဖက်သက်အကန့်ခံနေရတာပါ။ ဒုတိယအချိန်မှာအကျိတ်အနယ်ထိုးခဲ့တယ်လို့တတိယအချိန်မှာလည်းစိုးကြီးတင်ပူးထိုးလိုက်ထိုးပြီးပွဲဖြတ်ဖို့စူးစမ်းခဲ့ပေမဲ့မာကုံမဲအာကိုနေတာကြောင့်အရာမရောက်ခဲ့ပါဘူး။ဒါကြောင့်ပွဲပြီးမှာတိုင်၃ရောက်လုံးကကော့တွန်းကိုအနိုင်ပေးခဲ့ပါတယ်။စိုးကြီးအနေနဲ့ခုပွဲမှာစာချုပ်သတ်မှတ်ဝိတ်ထက်3.5ပေါင်ပိုနေခဲ့တယ်လို့ကော့ထွန်းထက်3.5ပေါင်ပိုခဲ့တာပါ။ထိုးကြီးရဲ့20ရာခိုင်နှုန်းကိုလည်းပြိုင်ဘက်ကိုပေးလိုက်ရပါသေးတယ်။ အမြင်စိုးကြီးဟာစားကြုတ်ကြီးပွဲတွေမှာသုံးပွဲထိုးပြီးသုံးပွဲစလုံးရှုံးထားတယ်လို့နှစ်ပွဲကလည်းဝိတ်ကျော်နေခဲ့တာပါ။ဒါကြောင့်ရလက်စိုးတွေကြောင့်စိုးကြီးအနေနဲ့ one fight ပွဲတွေကိုတောင်းပြန်ဆင်းထိုးရပွဲရှိနေပါပြီ။ပရိသတ်ကြီးလည်းစိုးကြီးအတွက်အားပေးစကားလေးပြောကြားပေးခဲ့ကြပါတော့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။